တန်ရှင်းဝန်ထမ်းတွေကိုလေးစားတဲ့အနေနဲ့ဖနက်ကိုကိုတိုင်းတန်ရှင်းလုပ်တဲ့မက်ဆီအားလုံးပဲမင်္ဂလာပါအားကစားဆိုအကုန်ပြည့်စူပါဖုတ်ဘောအိတ်ဒီမှာတင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ကမက်ဆီဘန်ဖြစ်လာရတာကအင်မတန်မှဂုဏ်ယူစရာကောင်းပါတယ်မက်ဆီရဲ့လူသားဆန်မှုတစ်ခုကိုမက်ဆီရဲ့အသင်းဘော်ဟောင်းတဦးဖြစ်တဲ့ပူရိုးကအခုလိုပဲပြောကြားခဲ့တာပါပူရိုးကမက်ဆီကသူ့ရဲ့ဖနက်တွေကိုသူကိုယ်တိုင်ပဲတန်ရှင်းလုပ်တယ်အလုံသမားတွေကိုဘယ်တော့မှမစေးခိုင်းဘူးကိုစည်းတဲ့ဖနက်ကိုသူများကိုစေးခိုင်းတာက တပတ်သားရဲ့မာနကိုချိုးနေရရောက်တယ်လို့ယူဆတဲ့အတွက်သူ့ဘနဲ့ကိုဘယ်တော့မှသူမြောက်ကိုတန်ရှင်းမလောက်ခိုင်းခဲ့ဘူးဗျ။တခါတော့ကသူ့ဘနဲ့စီးနေတာကိုတွေ့တော့ကျွန်တော်ကအလုံသမားတွေကိုရှိတာပဲ။အလုံသမားတွေစီးခိုင်းလိုက်ပေါ်လို့ပြောတော့သူကမခိုင်းပါဘူးဗျာ။ကိုစီးတဲ့ဘနဲ့ကိုအလုံသမားကိုစီးခိုင်းတာကအလုံသမားရဲ့တိတ်ခါမလေးစားရရောက်တယ်လို့ပဲ။ကိုကျွန်တော်မှဝက်တဲ့ဘနဲ့ကိုကိုယ်တိုင်ပဲစီးသိမ့်ပါတယ်လို့ပြောပြခဲ့ပါတယ်။တခါတော့ကဆိုရင်လဲသူ့ဘနဲ့ကိုအလုံသမားတစ်ယောက်ကတန်ရှင်းလောက်ပေးနေတာကိုတွေ့သွားတော့ သူကအဲ့ဒီအလौသမားကိုအဲ့ဒီဖနာကိုယူသွားပြီးစီးလိုက်တော့မဟုတ်ရင်လဲမင်းရဲ့ကလေးတယောက်ကိုပေးလိုက်ပါလို့ပြောပြီးအဲ့ဒီဖနာကိုအပိုင်ပေးလိုက်ပါတယ်သူကနေတိုင်းတာအရန်ယိုရှင်းပြီးတမဲယိုယူကြကြနေတိုင်းတက်သူတယောက်ပါသူနေပုံထိုင်ပုံကြည့်ပြီးကျွန်တော်လည်းအရန်ဟွန်အော်သွားခဲ့ပါတယ်သူ့ကိုသူကဘာအကောင်းဆုံးကစားသမားဆိုတာရောသိရလားမသိဘူးလို့ကိုယ့်ဟာကိုပြန်ပြီးတော့မေးမိလိုက်ပါတယ်ကျွန်တော်တို့နဲ့ကဘာကြီးကသူမြင်တယ်လို့သူ့ကိုသူရောမြင်ရလားမသိပါဘူးဒါက ကံဝင်တယောက်ရဲ့ကြီးမြတ်တဲ့ကိုယ့်ကိုနှိမ်ချမှုတစ်ခုပါပဲလို့မက်ဆီရဲ့အသင်းပေါ်ဟောင်းပူရိုးကပြောပြခဲ့တာပါဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအာဂဒါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အစုံဒီနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ